2025ခုနှစ်မေလ19ရက်ဒီနေ့တနင်္လာနေ့အတွက်ခொနည်းသားမီးအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ဓာကိုစင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်တယ်။မိတ်ဆွေအတွက်ငဲသူတော်လှန်တာမျိုးတွေစိတ်နှောက်ယှက်ဖြစ်စရာမျိုးအတိုက်အခိုက်မျိုးတွေပေါ်လာလုံနေတဲ့အလုံးမှာစိတ်ရန်နေရာတွေပျက်စီးညံပြင်းညံစိတ်ရန်နေရာတွေပျက်စီးပြင်ဆင်ရတာရင်ဆက်ပျက်စီးနဲ့ပတ်သက်တာစိတ်ညစ်ရတာသူတို့ဘာရဲ့ပစ္စာတိုင်းစာမျိုးတွေနဲ့ရှုပ်ထွေးရတာမျိုးတွေကြုံတွေ့တတ်ပါတယ်။ ဘလို့ပဲအခက်အခဲတွေဂျုံတွေဂျုံတွေပြင်လဲလွတ်မြောက်ချမ်းသာဖို့အတွက်ဒီလိုနေမျိုးမှာမနဲ့စောစောအေးရထားပြီဆိုတာနဲ့အဖြူရောင်ပန်းပွင့်နေတဲ့ဘွင့်ရေထဲထပ်ပြီးမျက်နှာတင်လိုက်ခြင်းအပြင်အတိတ်ဆိုးနမိတ်ဆိုးကန်ဆိုးမှုမောင်တွေလွတ်ပြီးတနေ့တာလုံးမျက်နှာပန်းပွင့်ကစမ်းပွင့်လက်ပွင့်ကန်ပွင့်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမီရှုတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာရီအတွက်ကတော့မာဘုတ်ဗေဒနိယတင်နာနေဖွားပုတိဘွားဇာတာရှင်တွေဖြစ်ကြပါတယ် ပုတိသဘောမကြော်သောကြော်သောပါကနိုင်မရဆိုတဲ့အတိုင်းငယ်စဉ်မှာတော့ခက်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 ရုန်းကန်ဖြတ်သန်းရပေမဲ့ယူသားသောကျူးသားသောကန်ကျင်မာရဲ့အထောက်ပံ့ပေးသောကြောင့်ကြော်သောထင်ရှားအောင်မြင်ကြမယ့်ရင်သွေးရတနာများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရလမ်းညွှန်ပေးရမယ်ဆိုရင်တော့အသီးကိုမျိုးကိုနီးစပ်တဲ့သီလရှင်ဆရာလေးတစ်ပါးပါကိုမွေးနေ့အလှဖြစ်လှူဒန်းလိုက်ခြင်းအပြင်ကိုနဝင်းကျေက ကန်တရားရဲ့အထောက်ပံ့ကောင်းတွေတနစ်တာလုံးရပါလိမ့်မယ်ခင်ဗျာဒီနေ့အကျိုးပေးစိုးမှုကဏ္ဍကတော့6ကဏ္ဍ7ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ကငွေကန်အထူးကောင်းဖို့လို့တော့ကတော့ညောင်မင်းကိုနွားနို့အစိမ်းလောင်းပြီးငွေဝင်ဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာစရိုးတိုင်းနဲ့ကွန်စိုးတိုင်းနဲ့လက်ဖက်ဆိုင်နဲ့စားတောက်ဆိုင်နဲ့ရောင်းပန်းသာဝယ်ပန်းလှဖို့လို့တော့ကတော့ဆိုင်ရှိမျက်နှာသာကိုစံစည်းအနှဲငယ်ကျက်ပတ်ပြီးတော့ဆူတောင်းခြင်းအားဖြင့်တည်တည်တသာအယောင်အတွက်အယောင်ထွက်ပါလိမ့်မယ်အယောင်ထိုက်နေတဲ့ကွန်ပစ္စည်းတွေအယောင်တော့ဖို့လို့တော့ကတော့ စတိဟင်းစားစွန်းလေးတစ်စွန်းနဲ့ရောင်းကုန်လေးကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အသီးသားသားအယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ်အမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတရက်သီးမှဲ့မှာရေးပြီးတော့ဆုံးခံကြတဲ့ကိုရင်ဦးစင်းကိုလောင်းလှူလိုက်ခြင်းအပြင်အမှုကြုံနေတဲ့သူအတွက်အခက်အခဲတွေကနေလွတ်မြောက်သွားပါလိမ့်မယ်ဆွေမျိုးရင်းမိတ်ဆွေရင်းထဲမှာကျမ်းမာရင်ညံ့နေတဲ့သူရှိရဆိုရင်တော့ထို့သူအတွက်ဓာတ်စာဖြစ်တဲ့ ဒီလိုနှမျိုးမှာတရက်သီးမှဲ့အနှဲငယ်စပြီးဆူတောင်းခြင်းအပြင်တိတိတသာအနာကောင်းအနာရောဂါပျောက်ကင်းစေတဲ့ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေတွေ့ပါလိမ့်မယ်အခြေကိစ္စမိတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေအဆင်ပြေဖို့လိုတော့ကတော့ဖာလူတာတစ်ခွက်နိစတဲ့လူကြီးသူမကိုဝယ်ပြီးလှူဒန်းလိုက်ခြင်းအပြင် အခြေမိတ္တာရေးအိမ်တော်ရေးကိစ္စတွေအဆင်ပြေပါလိမ့်မယ်ခင်ဗျာ